ဘဝနေလွတ်အောင်ပေါ့နော်ကြောင့်အမျိုးမျိုးစူးစမ်းခဲ့တယ်ဒါပေမဲ့သူတို့ကအများစုဖြစ်တယ်ကျွန်တော်အနည်းစုဆိုတော့အဲ့လိုဆုံးဖြူတွေကိုဘာမှမပြောဘဲနဲ့ဒီတိုင်းငြိမ်ခံသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှောက်ခဲ့လမ်းကျွန်တော်တို့သွားကျင်တဲ့ပန်းနိုင်ကလွဲချော်သွားမှာပါဘက်ကသတင်းတွေကတော့ဟာလာဒီဗမော်တိုက်ပွဲအခြေအနေမှာတက်ကိုဟာလာတက်ကိုဘယ်က KIA ကပိတ်ထားရလို့ပါလို့ဘလောက်ပြောပြောလက်ရှိအနေထားမှာလေးလာတွေဝင်လာပြီမိတ်ဆွေများလုံးမင်းမိကလာပါခင်ဗျ ဒီနေ့မှာတော့ကျွန်တော်ကွန်မွန်ရဲ့သတင်းတောင်းချက်လေးတွေကိုနားထောင်ခင်ပါဒီတောထဲမှာရှိတဲ့ PDF တွေအများစုကဒါစေတမားတွေဖြစ်နေပြီဆိုတော့သတင်းလေးကိုအရင်ဆုံးနားထောင်ကြည့်အောင်ခင်ဗျဟုတ်မင်္ဂလာပါအဲကျွန်တော်တို့ဒီဝေဖြိုးအောင်ကိစ္စနဲ့ပတ်သက်ပြီးရောเนาะမရှင်တော်နဲ့တို့အဲစစ်တိုင်းမှာလားလို့အဲဒါကြီးပဲရှင်းနေမှာလားဆိုတော့ဟိုကျွန်တော်ကအတင်းအာဓမ္မမတရားအပြောခံအဆွဆွဲခံပြီးသူအထင်မြင်လွဲခံရအောင်သူတို့ကလုပ်ခဲ့တာလေအဲ့တော့ဒီပုံကိုကြည့်လိုက်เนาะ အဲ့ဒါဆေးရှုပြီးတဲ့နောက်ပိုင်းကျွန်တော်တို့ကဆေးရှုတဲ့ရေပေါ်တွေကိုအပြင်ထွက်ခွင့်ပိတ်တယ်ဖုံးပိတ်တယ်ပြီးရင်သင်တဲ့နှစ်ပတ်ပြန်ပေးတယ်သူ့ပုံကိုကြည့်လိုက်ပါနော် စိတ်မရှိဘူးကတော့ဒီလိုပုံစံနဲ့စီးဖြတ်တဲ့အချိန်မှာဒီလိုပုံစံနဲ့ဖြစ်တယ်စီးကြုံပေါ်စီးစီးကြုံပေါ်ကနေလွတ်အောင်ပေါ့နော်ကြောင့်အမျိုးမျိုးကြိုးစားခဲ့တယ်ဒါပေမဲ့သူတို့ကအများစုဖြစ်တယ်ကျွန်တော်အ ਨੇ စုဆိုတော့ကျွန်တော်မတက်နိုင်ဘူးပေါ့နော်မနိုင်ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်လည်းနောက်ဆုံးသူတို့ကထွက်မယ်လို့ပြောတဲ့အချိန်မှာကျွန်တော်ကသူတို့ကိုထုတ်ပယ်လိုက်တာပါဘလို့ဖြစ်ကြတာလဲဆရာကြီးတို့ရလက်သုံးချောင်းထောင်းတော့ညီလိုက်ကြတာဆိုင်ကလေးချင်းညီရင်တော့ရတယ်ငါညီချင်းချင်းနေပဲဆို လက်ထဲလဲပြောက်တွေရောက်လာရောစောက်ချိုးတွေကပြောင်းတော့တာပဲသူ့ထဲကနည်းနည်းလေးမှကြောမခံကျင်တော့ဘူးကြည့်ချက်လဲလုံးကြောက်ဦးညာဆရာကြီးမြားတို့ဒီတိုင်းဆက်သွားနေမယ်ဆိုရင်ကျုပ်တို့သွားနေတဲ့ခရီးကမနည်းသေးဘူးအာနာရှင်ဆန်တာကိုမကြိုက်လို့ကျွန်တော်တို့ဒီလမ်းလေးကိုရွေးခဲ့ကြတာပါအဲ့ဒါကိုကျွန်တော်တို့ကအဲ့လိုဆုံးဖြူတွေကိုဘာမှမပြောဘဲနဲ့ ီတိုင်းငိန်ခံသွားမယ်ဆိုလို့ရှင်ကျွန်တော်တို့လျှောက်ခဲ့လမ်းကျွန်တော်တို့သွားကျင်တဲ့ပန်းနိုင်ကလွဲချော်သွားမှာပါအဲ့လိုလွဲချော်သွားလို့ရှင်အဲ့လိုဆုံပြူတွေမှာကတိတ်ပြက်တနာမရှိပါဘူးဒီအချိန်လေးကိုရောက်လောင်ဖန်နီးလိုက်တဲ့ကျွန်တော်တို့လူငယ်တွေမှာလုံးဝတမိုင်းတရားခံနေဖြစ်သွားမှာပါအဲ့လိုအဖြစ်မခံနိုင်လို့ပါလူလင်းဝင်တော့လင်းဝင်တော့ကွာမင်းတို့ကွာဟို လူတွေကပြောင်းသွားတဲ့မူတွေကမပြောင်းမှလားဆိုရင်ကျွန်တော်တို့လူငယ်တွေလုတ်ခဲ့လူရဲ့ကြီးကကျွန်တော်တို့နိုင်ငံကျွန်တော်တို့တမိုင်းကျွန်တော်တို့တည်သွားရင်တော့ကျွန်တော်တို့တမိုင်းမလာတော့ဘူးအဲ့လိုတွေအဖြစ်မခံနိုင်လို့ကျွန်တော်လွဲမားနေရလေးတွေကိုထောက်ပြတာဖြစ်ပါတယ်ပြည်သူတွေလည်းကျွန်တော်အခုလိုတွေပြောလို့ မင်းတို့တော်လိုင်းကြီးကဒီလိုဖြစ်နေပြီလားလို့မတွေးပါနဲ့ဒါပေမဲ့ကျွန်တော်တို့တော်လိုင်းကြီးဘာလို့အဲ့လိုမြင်ခံနေရလဲဆိုတော့အဲဆောနာကျွန်တော်ပြောသလိုဆုံးပြူတွေကြောင့်အဲ့ဆုံးပြူတွေကြောင့်ကျွန်တော်တို့တော်လိုင်းကြီးပုံရိပ်ကျနေတာပါအဲ့ဒါတွေကိုကျွန်တော်ကအားလုံးကိုလည်းသိစေချင်သလိုရင်းနှစ်နေတဲ့ကလေးလိုခေါင်းပြန်ပေါ်လာဖို့ခွင့်ရေးမရှိတော့ပါဘူးအဲ့ဒါကြောင့်ကျွန်တော်ခုလိုကြီးပြောနေရခြင်းဖြစ်ပါတယ်ခင်ဗျအဲ့လိုပဲကျွန်တော်ကိုအောင်မင်းရဲ့သတင်းသုံးချက်လေးချိုးဆက်ပြီးတော့နားထောင် ကြည့်ရအောင်ခင်ဗျ တက်မတော်အနေနဲ့တစ်ဖက်မှာ TNL နဲ့ MNDAA ကိုပြပြဝစ်အောင်လေကြောင်းစုံမမှုရယူထားတဲ့အချိန်မှာပဲတိုက်ပွဲတွေကမရေယာမှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေသလိုအဲကျွန်တော်တို့ဗမော်မှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်အဲ့လိုပဲကျွန်တော်တို့ဒီဟိုနေ့ပေါ့နော်ဒီပဲခူးတိုင်းမှာရှိတဲ့ပန်းတောင်မြို့နယ်ရခိုင်ရိုးမဘော်ကအဲ့ဒီမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်နော်တိုက်ပွဲတွေဖြစ်နေဒီမရေယာတိုက်ပွဲဆိုလို့ရှိရင်ဒီမှာသတင်းမှာရေးတဲ့မရေယာမြို့နယ်မှာတဲ့ နဆာကတက်နဲ့ဒေတာတွင်လက်နက်ကင် တက်တွေကြားတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်ဖြစ်တယ်လို့ဒေတာကနေစီကသိရတယ်။လက်ရှိမှာမရရမျိုးအရှိချမ်းအပြင်နဲ့မြို့အနောက်ဘက်တောင်ဘက်ဘူကုန်းထမ်းမင်ကုန်းနဲ့ကြောက်တရားရွာတို့မှာတိုက်ပွဲတွေရှိနေပြီးတော့နဆာကကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခါပြန်လည်ခုခံတယ်လို့သိရပါတယ်တဲ့။မနေ့ကလည်းမရရမျိုးအရှိချမ်းတဖန်းကိုင်းရွာစာတင်ကျောင်းနဲ့ရွာအနီးဝန်းကျင်မှာလေကြောင်းတိုက်ခိုက်မှုဖြစ်တယ်။တယောက် မစိုးရင်ရဒဏ်ရာရတယ်စာတင်ကျောင်းရဲ့တောင်ဘက်အုတ်တိုင်းလဲပြိုကျသွားတယ်အုတ်တိုင်းရဲ့တောင်ဘက်ကက်လျက်ကလက်ဖက်ရည်ဆိုင်လဲပျက်စီးသွားတယ်နောက်ပြီးစာတင်ကျောင်းအရှိမျောက်ဘက်ကအဆောက်အုံတစ်လုံးလဲပျက်စီးသွားတယ်ဆိုပြီးဒီတဲ့မှာသူတို့ရေးထားတယ်ဒါအပြင်နဲ့နေ့စဉ်လိုလိုပြစ်ခတ်မှုတွေရှိနေတာကြောင့်လူသေဆုံးမှုဒဏ်ရာရမှုတွေရှိနေတယ်လို့တဲ့ဒေသခံအများစုနေရဲစွန့်ခွာတိမ်းရှောင်နေကြတယ်လို့လဲသူကပြောတယ်တဲ့လက်တလောစစ်ပီးရှောင်နေကြရတာကတဲ့မရေအရှိချမ်းကြေးရွာတွေကဒေသခံတွေဆိုတဲ့နီးစက်ရမျိုးဖြစ်တဲ့ ။စကိုင်းဘက်ကိုစစ်ဆောင်ကြရတယ်။မြို့အနောက်ချမ်းကကြေးပါတွေကတော့တဲ့ဝက်လက်ဘက်ကိုရှောင်ကြရတယ်။တချို့ကတော့တောတောင်တွေနဲ့ EOD မြစ်တဲတောင်ကျွန်းတွေပေါ်မှာတိမ်းရှောင်နေကြရဆိုပြီးတော့အဲ့ဒါကိုသိရှိရလူတယောက်ကပြောတယ်တဲ့။လက်ရှိမှာစစ်ပေးရှောင်တွေအတွက်စားနပ်ရိက္ခာတောက်သုံးရင်နဲ့စေဝါအကူအညီတွေလည်းအရေးပေါ်လိုအပ်နေတယ်လို့ပြောတယ်။မရိယာတိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်ကစီရေးတည်င်းရင်းမြစ်တွေရဲ့မလ17ရက်နေ့အတိပေးရေးသားချက်တွေမှာတော့မရိယာမြို့နယ်ဘိုကုန်းကျေးရွာအနီးမှာနေမြရှင်လေးစစ်ကြောင်းနဲ့ PDF တွေအဖွဲ့တို့မလ10ရက်နေ့တိုက်ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့လို့ဖော်ပြတယ်တဲ့။နောက်ဆက်ကတာဝန်ရှိသူတွေဘက်ကတော့ရဲ့လက်ရှိတိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးသလိုဒေတာတွင်လက်နက်ကင်တွေဘက်ကလည်းသတင်းထုတ်ပြန်ထားတာမရှိဘူးတဲ့ဒေတာတွင်လက်နက်ကင်တွေအားလည်းပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ25ရက်နေ့မှာစတင်ပြီးတော့မရေယာမြို့နယ်အတွင်းမှာထိုးစစ်စတင်ခဲ့ခြင်းဖြစ်ပြီးတော့လက်ရှိမှာမရေယာမြို့နယ်ကစစ်ကမ်း32ခုပသိမ်ကြီးမြို့နယ်က Alpha Billet မြေစက်ယုံဖျောင်းတောင်တပ်ထုတိုက်တို့ကိုတဲ့ သိမ့်ပတ်ရရှိကြတယ်ဖြစ်တယ်တဲ့လက်ရှိမှာမန္တလေးတိုင်းအတွင်းမှာမြင်းကြံမရေယာစင်ကူးတပေကျင်းတရားဦးနဲ့နှထိုးကြီးမြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားမှုလေကြောင်းတိုက်ခိုက်မှုတွေရှိနေပြီးတော့ဒေသက7000ဝန်းကျင်ဆေးပေးရှောင်နေရဆိုပြီးတော့ဒီသတင်းမှာလည်းလူဖော်ပြထားတယ်အဲ့တော့ပြောရလို့ရှိရင်လက်ရှိအနေကြားမှာတော့ဒီသတင်းနေတဲ့ရေးထားတာကတော့သူကတော့တိုက်ပွဲကြီးတွေပုံစံရေးထားတယ်ဒါပေမဲ့လက်ရှိအနေထားမှာတက်မတော်က ခြေမုံရင်းစစ်စင်ရေပေါ့နော်ခြေမုံရင်းစစ်စင်ရေဆိုတာပြောရရင် search and clear ပေါ့နော်ဒီရှာဖွေတုတ်တင်ရေးစစ်ပွဲတွေကိုဆင်နွှဲနေတာဖြစ်တယ်ဒါကြောင့်မလို့လဲဒီ PDF တွေဘက်ကဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ဟိုဘလို့ခေါ်မလဲထူးခြားမှုတို့ကြံတဲ့သတင်းတွေမထုတ်ပြန်တာဖြစ်တယ်လို့ကျွန်တော်တို့ဒီလိုသုံးသပ်တယ်။မင်းတို့ဒီလိုသုံးသပ်တယ်။ဒါကြောင့်မို့လက်ရှိအနေအထားမှာမရေတိုက်ပွဲတွေကဖြစ်နေတယ်။ဒါပေမဲ့ PDF တွေကိုခေါင်းမထောင်ကျဲအောင်တက်မတော်အနေနဲ့ နော်လေချောင်းစိုးမှုမှုနဲ့ပြပြဝဖိထားနိုင်တယ်လို့ကျွန်တော်ဒီလိုပြောချင်တယ်။နောက်တောက်တိုက်ပွဲကတော့ကျွန်တော်တို့ဗမော်မှာဖြစ်နေတဲ့တိုက်ပွဲပေါ့နော်။ဗမော်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေလို့တဲ့။လိုင်ဇာနဲ့လိုင်ဇာအနီးအသေးခံ drone နဲ့ပုံကျဲတယ်တဲ့ဆိုပြီးတော့ဒီကသတင်းမှာလိုရေးထားတယ်။ဗမော်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးလိုင်ဇာဘက်လည်းမက်လ၁၂ရက်နေ့မနက်အစောပိုင်းအသေးခံ drone နဲ့ဘုံလာကျဲခံရကြောင်ဒေတာခန်နေစီကသိရတယ်တဲ့။လိုင်ဇာကအသေးခံ drone တစ်စင်းလာကြတယ်။တောင်ပေါ်တက်သွားတဲ့လမ်းအပေါ်ဘက်ကြတယ်။အထီးကိုက်တော့မရှိဘူး။ ဗမော်ဘက်ကိုတိုက်ပွဲပြင်းထန်လို့ထင်တယ်လို့ဒေသခံတယောက်ကပြောတယ်တဲ့မလ12ရက်နေ့မနက်3မနက်10:40မိနစ်ခန့်ကလိုင်ဇာအနီးအသေးခံဒရုန်းတစ်စင်းတစ်ပင်ပေါ်လာကြတာဖြစ်ပြီးအနီးနားနဲ့ဒေသခံတယောက်ရဲ့နေမှန်တွေကွဲကုန်တယ်လူအထီးကဲမရှိလို့ပြောတယ်တဲ့ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလကနေမတ်လ12ရက်နေ့ယခုမတ်လ12ရက်နေ့အထိနာဆာကတပ်ဖွဲ့ဘက်ကလိုင်ဇာအဝင်းကျင်ကိုတေကန်ဒုံးနဲ့၅ချိန်ပစ်ခတ်ခဲ့ပြီးဖြစ်ကြောင်းဒေသခံတွေကသိရတယ်တဲ့ဘမော်မတိုက်ပွဲပြင်းထန်နေသေးပဲ မလ17ရက်နေ့မနက်ပိုင်းလဲ NASA ကဘက်ကဒရုန်း2စင်းထပ်ပစ်ချခံရတယ်လို့ကြားတယ်။မင်းညာအထိဗမော်မှာလဲမိလောင်နေတာအဝေးကနေတွေ့နေရတယ်လို့ဒေသခံအမျိုးသမီးတယောက်ကပြောတယ်တဲ့။မလ17ရက်နေ့9ရက်နေ့အထိတိုက်ပွဲ2ရက် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက NASA ကတပ်ဖွဲ့ရဲ့ဒရုန်းအချို့ကိုပစ်ချနိုင်ခဲ့ပြီးကာကင်းစခန်းအချို့သိမ်းပိုက်ရရှိခဲ့လို့သိရတယ်တဲ့။ NASA ကတပ်ဖွဲ့နဲ့တော့ဗမော်မှာဒရုန်း၉စင်းပစ်ချခံခဲ့ရပြီးတော့စပါခနှစ်ထဲလဲတိုက်ပွဲပြင်းထန်နေတယ်။ ဗမောတက်တက်ကသူနဲ့ခလာရ40ကွန်ဘတ်တွေမှာလဲနာဆာကတက်ဖွဲ့တွေပြိမိနေတယ်ဆိုပြီးတော့မတ်လ10ရက်နေ့ကပြောတယ်ဗမောမြို့မှာရှိတဲ့နာဆာကတက်စကန်ကို KIA နဲ့အဖွဲ့တွေက2024ခုနှစ်ဒီဇင်ဘာလကစပြီးထိုးစစ်ဆင်တက်ခတ်နေတာဖြစ်တယ်ဆိုပြီးသူရေးထားတယ်ဗမောတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ဟုတ်လားအဲဒီဇင်ဘာလောက်တွေတည်းကကျွန်တော်တို့သုံးသက်ပြခဲ့ကြရရှိတယ်အဓိကဘာလဲဆိုတော့လက်ရှိအနေအထားမှာဗမောကဒီလိုက်ဇာနဲ့ဟုတ်လားလိုက်ဇာကိုချင်းကပ်ဖို့အတွက်အနည်းဆုံးလမ်းဖြစ်တယ် တကယ်တော့မှန်တယ်ဒီ KIA တက်တွေကဗမော်လာဝိုင်းတာဖြစ်ပေမဲ့လက်ရှိအထိဗမော်ဟာ KIA တက်တွေကိုပြန်ပြီးတော့တက်ဦးကျိုးအောင်စစ်ဦးကျိုးအောင်ပြန်ပြီးတော့လှုပ်ဆောင်လာနိုင်တယ်အဲ့တော့ပြောရရင်ဗမော်ကိုမသိမ်းနိုင်ဘူးဒီ KIA တွေကမသိမ်းနိုင်ဘူးဆိုလို့ရှိရင်တက်ကထွေးပြီးရှေ့တိုးလာပြီးတော့ K KIA တွေရဲ့ဌာနချုပ်ဖြစ်ခဲ့ဘူးတဲ့လိုင်ဇာနဲ့အမြောက်တကန်းကိုရောက်တဲ့အထိကိုတက်ကဆက်တိုက်သွားလိမ့်မယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်ဒါကြောင့်မလို့ပဲ KIA အဖွဲ့တွေဟာဒီဗမော်မှာလူအသေးပြောက်အများကြီးနဲ့ ဘံပေါ်ကိုခုကလည်းကျွန်တော်တို့ဒီလိုသုံးသပ်တယ်နော်ဒီလိုသုံးသပ်လက်ရှိအနေအထားမှာတော့ဘံပေါ်ကနေပြီးတော့ဒီပြောရရင် drone တကန်းစာတော့ရောက်လာပြီပေါ့နော် laser ကို laser ကို drone တကန်းစာရောက်လာပြီဖြစ်တဲ့အတွက်ပြောရရင် laser ကိုသွေးသွေးဆန်းပြီးတော့တက်ကနေပြီးတော့ကျွန်တော်တို့ kamikaze drone တွေပေါ့နော်တစ်ခါပြစ် drone တွေနဲ့လှမ်းပြီးတော့တစ်ခါသုံး drone တွေနဲ့လှမ်းပြီးတော့ပြစ်နေတာတွေကျွန်တော်တို့တွေ့ရတယ်တစ်ခါသုံး drone ဆိုတော့ပြောရရင်တော့ kamikaze drone ကို direct ဘာသာပြန်ရင်တော့အသေးခံ drone ပေါ့ အမှန်မှန်ကတော့ပြောရလို့ရှိရင်ဒီ drone တွေကပြောရဒီ drone ကြီးရဲ့ body ကြီးကိုနိုင်ကိုကဘုံကြီးပဲအဲ့ဒီဘုံကြီးကိုအတောင်ပံနဲ့ဆက်နဲ့ဟလာပံကားနဲ့တည်သွားပြီးတော့ကိုပစ်ချင်တဲ့ရန်သူနေရာမှာဒါတိုက်ဓာတ်ရိုက်ပောက်ကွဲစီခြင်းပေါ့နော်အပေါ်ကနေကျဲချတာမဟုတ်ဘဲနဲ့အဲ့ drone နဲ့တည်းပောက်ကွဲစီခြင်းပေါ့အဲ့တော့တစ်ခါတုံး drone တွေနဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒီဘက်ကတက်မတော်အနေနဲ့လိုင်ဇာကိုစပြီးတော့စမ်းသပ်ပစ်ခတ်နေပြီလို့ကျွန်တော်ဒီလိုသုံးသပ်လို့ရတယ်ဒါကြောင့်မလို့တစ်ဖက်ကသတင်းတွေကတော့ဟလာဒီ ဗမော်တိုက်ပွဲအခြေအနေမှာတက်ကိုဟာတက်ကိုဘယ်က KIA ကပိတ်ထားရလို့ပါလို့ဘလောက်ပြောပြောလက်ရှိအနေထားမှာလေးလာတည်းဝင်လာပြီဒီလေးလာလောက်အတွင်းမှာဗမော်မျိုးအနီးနားကို KIA တွေကတ်မလာနိုင်ဒီဘက်ကတက်ကဟာဒီပြောရရင်တဖြည်းဖြည်းနဲ့ KIA ကိုဖောက်ထွက်ပြီးတော့ laser ဘက်ကိုဆက်ပြီးထိုးဖောက်နေတာကိုကျွန်တော်တို့တွေ့ရတယ်နောက်အခုဒီသတင်းထဲမှာရေးထားသလိုပဲတစ်ဖက်ကလည်းဒီ KIA တွေကိုပြီးတော့ laser ဘက်ကိုတက်ကတဖြည်းဖြည်းရွေ့လာသလိုနောက်တစ်ဖက်ကလည်း laser ကို drone နဲ့ ဒရုန်းတကမ်းရောက်ပြီလားဆိုပြီးစမ်းသပ်ပစ်နေတာကြီးတွေ့ရတယ်။အဲ့တော့ဒီတိုက်ပွဲကတော့ကျွန်တော်တို့ပြောသလိုပဲအရန်ချီကောင်းတဲ့တိုက်ပွဲတစ်ခုဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီမှာ KIA အနေနဲ့ညောင်းလား KIA KIA ကိုဒီနေရာမှာအပြုတ်တိုက်မလားညဉ့်ညံရေးစပွဲကိုလာမလားဆိုတဲ့နှစ်ခုကိုတက်မလို့ခေါင်းဆောင်နေအနေနဲ့တိတိကျကျဟိုဆုံးဖြတ်ချက်ချထားပြီလို့ကျွန်တော်တို့ဒီလိုသုံးသပ်တယ်ဒီလိုသုံးသပ်တယ်ခုလိုတဲ့နေကိုပြောပြပြတော့တယ်ပေါ့လို့လည်းကျူးတင်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ KIA ကိုပြအပြုတ်တိုက်ရပါခေါင်း ဒီဒီကြက်ဘက်တောင်းရင်သူမှန်တယ်မြောက်တို့ကအပြည့်ရှင်းမအောင်ရပါတယ်နော်မဟုတ်ဒီကောင်တွေကပြန်ပြန်ပြီးတော့ထလာအောင်ပါဗျတန်တရားလေသွားအောင်ပါဗျနော်ဒီတစ်ချိန်တော့တို့ကအပြည့်တိုက်မအောင်ရမယ်ဗျနော်မတာခင်တဲ့ဒီကောင်လေးမျိုးတုံးတော့မှာပါနော်ပြောရမယ်ဆိုရင်တော့ဒီကောင်လေးကသူတို့အကျန်းဖက်လန်းတဲ့အတိုင်းပဲဒီကောင်လေးသက်သိမ့်ပါပါနော်တက်မလို့ကမတာခင်ပြင်းထထန်ဒီဒါမဲ့ကြံပြီးရေပေါ့နော်ပြင်းပြင်းထန်ဆော်ဖို့ရှိတယ်ဗျနော်